ဒေကြီးမြရုပ်ရှင်စကားကြီးရဲ့ press show ကိုတက်ရောက်လာရင်ပြိတ္တရှေပြန်ထွက်လာတဲ့ညီနီလင်းမင်္ဂလာပါပြိတ္တကြီးတို့ရေညီနီလင်းအိမ်တယောက်ကတော့လေကြီးမြ press show ကိုတက်ရောက်ရင်သူမဟာ miss လောကကိုတဖန်ပြန်ဝင်ဖို့လဲစိတ်ကူးရှိကြောင်းညီနီရဲ့ပြိတ္တတွေညီနီကိုချစ်တဲ့သူတွေသာဖြစ်စေခြင်းယင်ဖြစ်ဖို့ရှိကြောင်းညီနီတဦးတည်းအားနဲ့မဖြစ်နိုင်ကြောင်းပြောခဲ့ပါတယ်ညီနီလင်းအိမ်ဟာအမှုပညာအလုပ်တယောက်ဆောင်သာလုပ်ခွင့်ရမယ်ဆိုရင်သူမအနေနဲ့စက်ကောင်မရွေးပဲလက်ခံရကူသားမှာဖြစ်ကြောင်း ပြိတက်ကိုအတိပေးလာခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ပြုံးဆောင်ပိုင်းကိုဝါသနာပါသူတယောက်ဖြစ်တာမို့လို့ရိုက်ကွင်းတွေမှာတွားရောက်လေ့လာဖြစ်နေကြောင်းကိုလည်းပြောသွားပါသေးတယ်။နီနီဟာအနေအေးတာဖြစ်ပြီးစိတ်သက်ပြတ်သားသူဖြစ်ကြောင်းလုံရက်တွေနဲ့ချပြရတာကိုစိတ်သက်သူဖြစ်ကြောင်းပြောကြားခဲ့တာမို့လို့မကြခင်နီနီလေးအင်ကပြုံးဆောင်ပိုင်းကိုကူးတော့မှာကိုခမန်းလို့ရနေပါပြီခင်ဗျာ။နီနီလေးအင်ရဲ့ဇလန်းတွေထွက်ရင်အားပေးကြမယ်ပြိတက်ကြီးရော ရှီလာခင်ဗျာ။